အားလုံးမင်္ဂလာပါဘိုးဘိုးဖြစ်ပါတယ်ဘိုးဘိုးထိုင်းပါသားကကျေးဇူးပါတယ်ဒီနေ့မှာကျွန်တော်ပုံမှန်ပြထားတဲ့ပေါ့နော်အာစကစုလေးတွေကိုကျွန်တော်လာပြီးတော့ပြောပြမှာဖြစ်ပါတယ်အတန်ထွက်လေးတွေကဘယ်လိုနေလဲလေယူလေသင်ကဘယ်လိုရှိလဲဆိုတော့ကျွန်တော်လာပြီးတော့ရှင်းပြတာဖြစ်ပါတယ်โอเคအဲ့ဒါဆိုကျွန်တော်တို့စလိုက်ကြအောင်အပေါ်ဆုံးမှာပေါ့နော်အာအပေါ်ဆုံးမှာကျွန်တော်ပြမယ်ကျွန်တော်ဝိုင်းလေးနဲ့လုတ်ပြမယ်နော်အပေါ်ဆုံးမှာကြတော့ เนาะอ่าปอซုံးมาไอ้ไอ้ไวน์นี่ไอ้โอไวน์ท่าเนี่ยอย่าปอเนาะอ่าเลตั้วด่าปอเนาะเลตั้วด่าโหบลูပြောมั้ยเลตั้วด่าโหจนอวายองลิ้นเนี่ยยีไปท่าบาเดปอเนาะไอ้ล่ะจ้าบลูเลสุรท่องเที่ยวท่องเที่ยวสรว่าเลตั้วด่าโหပြောด่าဖြစ်ไปเนาะท่องเที่ยวเลตั้วด่าโหပြောอ่ะสุโลด่าဖြစ်ไปได้โอเคနောက်တစ်ခုตั้วมั้ยနောက်တစ်ခုอ่ะခီးตั้วด่าปอเนาะอ่าခီးตั้วด่าโหจ้าတော့ဘယ်လိုပြောมั้ย เดินทางมาวะเดินทางสระคีตัวเราสุรุราဖြစ်ပါတယ်เนาะโอเคနောက်ခုตัวมั้ยอ่านောက်ခုก็บาแลเลซิกเลซิกกูบลูပြောมั้ยเลซิกกูสนามบินสนามบินสระเลซิกกูขอราဖြစ်ပါတယ်โอเคနောက်ခုตัวมั้ยနောက်ခုบาแลโฮเทลเนาะโฮเทลกูบลูပြောมั้ย ဒီမှာခါရီးပြထားတယ်နော်ဟိုတယ်ကိုကြတော့လုံလဲလုံလဲလုံလဲဆိုတာဟိုတယ်ကိုဆိုလိုတာဖြစ်ပါတယ်အင်္ဂလိပ်စာနဲ့ခါရီးပြထားတယ်နော်အင်္ဂလိပ်စာရောရေးပြထားတာဖြစ်ပါတယ်အစီအပြေတော့ဖတ်ပေါ်တော့အင်္ဂလိပ်စာလေးနဲ့လည်းထည့်ပြထားတာဖြစ်ပါတယ်โอเคနောက်တစ်ခုသွားမယ်နောက်တစ်ခုကပါလဲဆိုတော့ဟောနော်အခန်းကိုနီနီရဲ့အခန်းပေါ့နော်အခန်းကိုကျတော့ဘယ်လိုပြောမလဲဟောင်းပတ်ဟောင်းပတ်ဆိုတော့အခန်းကိုပြောတာဖြစ်ပါတယ် โอเคမယ်လို့ထင်ပါတယ်အာနောက်တစ်ခုသွားမယ်နောက်တစ်ခုမှာဗာလဲဆိုတော့โอเคဒီမှာပေါ့เนาะနံပါတ်1နံပါတ်1မှာကြာတော့ဗာလဲဒါနံပါတ်1ပေါ့เนาะအာနံပါတ်1မှာကြာတော့ဗာဒီပါမယ်ဆိုတော့လက်မှတ်ပထမဆုံးလက်မှတ်လက်မှတ်ပေါ့เนาะလက်မှတ်ကိုကြာတော့တူပါ เนาะสาจะเราจะนอนนี้เสร็สสงยปีทาราิบาร์เนตัวส่วนล้มาบุคคลิบารเนยมาตัวเลยตัวส่วนล้มาบุคคลาิบาร์เนตัวเรือสูรุชินลีเล่มฮะปนเนาะตัวตัวเครื่องบินสูรุชินลีเล่มฮะาตัวรถสูรุชินกาเล่มฮะอ่ากูกูเทปปนเนาะก็สุเแลรถอ่าเครื่องบินสูรีบนเนาะเรือส่รนลีอ่าตัวเนี่ยตัวอะไรอยู่ไหมเนาะตัวเรือสูรุชินลีเล่มฮะอ่าลุมยูเชียนเนาะ ဒါလက်မှတ်လက်မှတ်ရဲ့အကြောင်းပြောပြတာဖြစ်ပါတယ်โอเคနောက်တစ်ခုသွားမယ်နောက်တစ်ခုကပါလဲနော်ခကြီးဆောင်အဲ့လောက်ပဲမဟုတ်ဘူးနော်သူကသူအိဘယ်ကအဲ့ကိုဆိုလိုတာဖြစ်ပါတယ်အဲ့ကိုကြတော့ crap ပေါ့နော်ဒီမှာဝင်ပြထားတယ် crap ပေါ့ဆိုတော့အဲ့ကိုဆိုလိုတာဖြစ်ပါတယ်ဒီမှာအင်္ဂလိပ်လိုနဲ့လည်းလုပ်ပြထားပါတယ် crap ပေါ့ဆိုတာ crap ပေါ့ဆိုတာအဲ့ကိုဆိုလိုတာဖြစ်ပါတယ်နော်ခကြီးဆောင်အဲ့လောက်ပဲမဟုတ်ဘူးအဲ့တေဟူသူများကို crap ပေါ့ဆိုပြီးတော့ခေါ်ပါတယ် အိတ်တွေဟူသည်များကို grab ပါအောင်ဆိုပြီးတော့ခေါ်တာဖြစ်ပါတယ်နော်โอเคနောက်တစ်ခုသွားမယ်နောက်တစ်ခုပါလဲနော်ညီပုံညီပုံပေါ့နော်အာညီပုံကြတော့ဘယ်လိုခေါ်မလဲဆိုတော့ဒီမှာအင်္ဂလိပ်လိုနဲ့လေ့ကြည့်ပေးထားပါတယ်ထိုင်းလိုနဲ့လေ့ကြည့်ပေးထားတယ်အာထိုင်းတန်ထွက်ကိုမြန်မာစာနဲ့လေ့ကြည့်ပေးထားတယ်အာ panty panty ဆိုတာညီပုံညီပုံကို panty ကပ္ပညီပုံဆိုလို့ရှိရင် panty လို့လို့ဆိုတာကပ္ပ แผ่นที่โลกซะกะบะกี่บงบ่เนาะโอเคแผ่นที่ไทยโซลูชั่นไทยมีบงแผ่นที่พม่าสุเมียนมามีบงบ่เนาะอ่าไอ้เหล่านี้ต้องรู้อยากบาเดโอเคตบบ่มารู้ทีมาเดนอกตะคู่ตัวแมนอกตะคู่บาเดสถานที่ท่องเที่ยวสรอกคีตัวเนี่ยมุอเลตัวได้เนี่ยโซโลราဖြစ်ပါတယ်เนาะอเลตัวได้เนี่ยโซโลราဖြစ်ပါတယ်เนาะ အလဲသွားတဲ့နေရာပြောမစို့သူကခီးသွားဆိုတော့အတူတူပဲပေါ့နော်အလဲသွားတာအလဲသွားတဲ့နေရာကိုဆိုလိုတာဖြစ်ပါတယ်အဲ့ဒါကြတော့ဗာလဲဆိုတော့ဆက်ထန်တီထုံတီယောပေါ့နော်ဟိုမှာဆက်ထန်အင်္ဂလိပ်လိုနဲ့လည်းရေးပြထားပါတယ်ဆက်ထန်တီထုံတီယောပြီးတော့မြန်မာလိုနဲ့လည်းရေးပြထားပါကြီးပြထားပါတယ်နော်သူရဲ့အတိတ်ပဲကြတော့အလဲသွားတဲ့နေရာပေါ့နော်ပြောမစို့ရင်ကြိတ်တီယောလို့ဘာလို့လို့ပေါ့နော်မြန်မာပြည်မှာဆိုလို့ရှိရင်အလဲသွားတဲ့နေရာဥစ္စာပေါ့နော် လဲသွားတဲ့နေရာပေါ့နော်ကြိုက်ချီဖေးရလို့လဲသွားတဲ့နေရာပေါ့နော်ပြောမှဆိုလူရုံမြကြိုက်နှစ်တက်တဲ့နေရာပေါ့နော်အလဲသွားတဲ့နေရာအင်းလေးတို့အဲအဲ့လိုမျိုးပေါ့နော်အလဲသွားသွားတဲ့နေရာပေါ့နော်စက်ထန်တီထောင်တီဟုတ်ဆိုအလဲသွားတဲ့နေရာပြောတာဖြစ်ပါနေโอเคနောက်တစ်ခုသွားမယ်နောက်တစ်ခုကဘာလဲပင်လယ်ပင်လယ်ကိုဘယ်လိုပြောမလဲပင်လယ်ကိုညီမညီမစာနဲ့ရေးပြထားတယ်နော်ပင်လယ်ကိုထလေဆိုပြီးအင်္ဂလိပ်လိုနဲ့လေးရေးပြထားတယ်ထလေ ထလေးဆိုတာပင်လယ်ကိုခေါ်တာဖြစ်ပါတယ်ပင်လယ်ကိုထလေးသမုဒ္ဒရာကိုကြတော့မဟာသမုဒ္ထားလိုက်ပါဒီထဲမှာကျွန်တော်ပင်လယ်ကိုလောက်ပဲပြောထားတဲ့အတွက်ပင်လယ်ဆိုတာထလေးထလေးဆိုတာပင်လယ်ကိုဆိုလိုတာဖြစ်ပါတယ်โอเคအစီပြေမလို့ထင်ပါတယ်နော်အာနောက်တစ်ခုတွေ့မယ်နောက်တစ်ခုပါလဲဆိုတော့โอเคနောက်တစ်ခုอ่ะနေအောင်နော် အဲနောက်တစ်ခုနံပါတ်3ပေါ့နော်နံပါတ်3ကြာတော့ဟိုမှာပါနော်နံပါတ်3ပေါ့နော်နံပါတ်3ရောက်သွားပြီ okay ပထမဆုံးကြာတော့တောင်ပေါ့နော်တောင်တန်းတွေကိုဘယ်လိုခေါ်လဲဖူခါအောင်ဆိုတာတောင်တန်းတွေကိုခေါ်တာဖြစ်ပါတယ်ဖူခါအောင်ဆိုတာတောင်တန်းပေါ့နော်တောင်တန်းတွေကိုဒီမျိုးကိုဖူခါအောင်အမီတောင်ဆိုလို့ရှိရင်ဖူခါအောင်ဖိုင်ဖူခါအောင်ဖိုင်ဆိုလို့ရှိရင်မီတောင်နော်အဲအဲ့လိုမျိုးတွေရှိပါတယ်အာနှင်းတောင်ဆိုလို့ရှိရင်ဖူခါအောင်ဟီမတ် ဖူခါဟိမဆိုတာနှင်းတောင်နှင်းတောင်တန်းဒီကိုဖူခါဟိမပေါ့နော်မိတောင်ကိုကြတော့ဖူခါဖိုင်အာယူးယူးတောင်တန်းလောက်ပဲဆိုလို့ရှိရင်ဖူခါနော်โอเคသဘောပေါက်မယ်လို့ထင်ပါတယ်နော်โอเคသွားမယ်နောက်တစ်ခုသွားမယ်ဒါတော့ဥစားပေါ့နော် what what နော်ဒါ what what ဆိုလို့ခေါ်ပါတယ်ဖះเจ้าပေါ့နော်နိုင်ငံသားတွေခေါ်တာတော့ဖះเจ้าသွားအဲ့ဖះเจ้าပေါ့နော် ကျွန်တော်တို့ဗုဒ္ဓဘာသာတွေခေါ်လို့ရှိရင်ဖူးကြီးကျောင်းပေါ့နော်နိုင်ငံခြားသားတွေခေါ်မယ်ဆိုရင်တို့ဘုရားကျောင်းပဲခေါ်တယ်လေနော်တို့ဥစားပေါ့နော်တို့ကျောင်းခရစ်ယာန်ကျောင်းတို့မွ슬င်ကျောင်းတို့ပေါ့နော်တို့အဲ့ဒါဘုရားရှိခိုးတဲ့ကျောင်းပေါ့နော်ကျွန်တော်တို့ဗုဒ္ဓဘာသာတွေကြတော့ဖူးကြီးကျောင်းပေါ့နော်အဲ့ဒါကိုကြတော့ what ဆိုပြီးတော့ခေါ်တာဖြစ်ပါတယ်အင်္ဂလိပ်စာရော မြန်မာစာနဲ့ပါတွေးပေးထားပါတယ် okay သွားမယ်နောက်တစ်ခုက c ဈေးပေါ့နော်အာဈေးကိုကြတော့ဘယ်လိုခေါ်မလဲဆိုတော့ တလတလဆိုတာ0ကိုခေါ်တာဖြစ်ပါတယ်အင်္ဂလိပ်စာနဲ့ပါတခါတွေ့ပြီးတာဖြစ်ပါတယ်တလဆိုတာ0ကိုခေါ်တာဖြစ်ပါတယ်နော်0တလဆိုပြီးတော့ခေါ်ပါတယ်ဒီဘောပေါ့မလို့ထင်ပါတယ်နောက်တစ်ခုသွားမယ်နောက်ကဘာလဲဆိုတော့ယထာမနော်ယထာယထာကိုဘယ်လိုပြောမလဲယထာကိုကြတော့မနော် not fine not fine မနော် လွတ်ဖိုင်ဆိုရရထားပါဘောနော်အင်္ဂလိပ်လိုရောအင်္ဂလိပ်စာနဲ့ပါရေးပေးထားပါတယ်မြန်မာစာနဲ့လည်းရေးပေးထားပါတယ်အတန်ထွက်ဖို့နားထောင်တာပို့ပြီးတော့ကောင်းပါတယ်နော်လွတ်ဖိုင်ဆိုရရထားဘောနော်လွတ်ဖိုင်ဆိုမီရထားကိုပြောတာဖြစ်ပါတယ်လွတ်ဖိုင်ဆိုတော့မီရထားပေါ့နော်ငိုးပြန်ရထားကြတော့လွတ်ဖိုင်ဖာလွတ်ဖိုင်ဖာဆိုလို့ရှိရင်မိုးပြန်ရထားပေါ့နော်ဒါယူယူတာမန်ရထားဆိုလို့ရှိရင်လွတ်ဖိုင်โอเคဒါလွတ်ကိုပါလေပတ်စကား ပက်စကောကြတော့လော့ဘတ်ဘာနော်လော့ဘတ်ဆိုတော့ပက်စကောခေါ်တာဖြစ်ပါတယ်ဒါပေမဲ့အခုနေနေတော့မရှိတော့တော့ဘူးเนาะအခုကကြတော့လော့မေးဖြစ်သွားပြီကျွန်တော်တို့အရင်တော့ဆိုလော့လော့ဘတ်ဆိုပြီးတော့တုံးပါတယ်เนาะအခုကကြတော့လော့ဘတ်လော့ဘတ်ဆိုပြီးတော့မတုံးတော့ပါဘူးဒီ time မှာတော်တော်များများကြတော့လော့မေးဆိုပြီးတော့တုံးသွားတယ်ကြာပြီဖြစ်ပါတယ်ကျွန်တော်တို့အောင်ဆိုရင်လော့ဘတ်ဆိုပြီးတော့တုံးတာဖြစ်ပါတယ်เนาะနှစ်တီတော်လေးကြာခဲ့ပါပြီโอเคပြီလို့ရှင်နောက်တစ်ခုသွားမယ်ဒါနောက်ဆုံးတော့ အာနောက်ဆုံးတစ်ခုဖြစ်ပါတယ်။ Okay အဲ့ဒါကျတော့ဗာလဲနံပါတ်4နံပါတ်4ပေါ့နော် Okay ဒါအခုနောက်ပေါ်လေးတက္စီပေါ့နော်အာတက္စီတက္စီဟိုဘလို့ခေါ်လဲဒီမှာကျတော့တက္စီကို taxi ဆိုပြီးတော့ခေါ်တာဖြစ်ပါတယ်နော်တက္စီကို taxi taxi ဆိုပြီးတော့ခေါ်တာဖြစ်ပါတယ်တက္စီကို taxi ဆိုပြီးတော့ခေါ်တာဖြစ်ပါတယ်နော် Okay နောက်တစ်ခုတွေ့မယ် ဒါဘယ်လိုပြောမလဲ booking တင်တာကိုပြောတာဖြစ်ပါတယ်နော် booking တင်တာတခုခုကိုပြီးကျူးတင်မှာယူထားတာကို booking တင်ထားတာပေါ့နော်အာအဲ့ဒါကိုကြတော့จองจองဆိုတော့ကိုကကျူးတင်မှာယူထားတာပေါ့နော် booking တင်ထားတာကိုပြောတာဖြစ်ပါတယ်နော် booking တင်ထားတာကိုပြောတာဖြစ်ပါတယ်နော်โอเคဒါမှတ်ချက်လေးကိုတော့ဆုံးအောင်ဒီဖတ်ဖတ်တော့ပြပါနော် ကျွန်တော်ဖတ်ပြပေးပါမယ်။မှတ်ချက်ပေါ့နော်မြန်မာစာနဲ့ထိုင်းတန်ထွက်ကိုတဲ့အတိအကျဒူအောင်ရေးဖို့ခက်ခဲပါတယ်တဲ့ဟုတ်ပါတယ်နော်။ဘာလို့လဲဆိုတော့တဲ့နှစ်ဘာသာစကားမှာအတန်ထွက်တွေမတူတဲ့အတွက်ပါတဲ့ဟုတ်ပါတယ်။အတန်ထွက်တွေမတူပါဘူး။လေယူလေသိန်းလေးတွေမတူပါဘူး။အဲ့ဒါနိုင်မြစ်တွေရှိပါတယ်။ဒါပေမဲ့တဲ့နိုင်ဆုံးနားလည်လွယ်အောင်ရေးပေးထားပါတယ်တဲ့။ဟုတ်ကဲ့ပါဒါလည်းမှန်ပါတယ်။တဲ့နိုင်ဆုံးနီးစပ်ဆုံးဖြစ်အောင်လို့ရေးပေးထားတာဖြစ်ပါတယ်နော်။ ိုင်းစကားမှာအတန်နဲ့အတန်ထားပေါ့နော်အဲဒီမှာသူရေးပြထားတာကြီးကြီးဆုံးပေါ့နော်အဲပြောမယ်ဆိုအနေမြင့်အတုဆွဲအဲ့လိုမျိုးတွေမှာကြွားတယ်နော်အတန်ထွက်နေထားပြီးမှားသွားရင်အဓိပ္ပာယ်ပြောင်းသွားမယ်အဲ့လိုပေါ့နော် သူအဓိပ္ပာယ်နည်းနည်းကိုအနေမြင့်လေးတွေမှားသွားတာနဲ့သူအဓိပ္ပာယ်ကပတ်ဆူပြီးတော့ပြောင်းသွားတယ်နော်ချက်ချင်းယူပြောင်းပြန်ရင်တွေဖြစ်သွားနိုင်တယ်အဲအဲ့ဒါကြောင့်မို့အသေးချာလေးနားထောင်ပြီးတော့ပြောပေါ့နော်အဲလေးလာပါလို့ ဒါမှပြောလို့ရပါတယ်နီးစပ်ပါတယ်ပြောလို့ရှိရင်သူတို့ဘာသူတို့နားလဲသွားရောပေါ့နော်โอเคတငယ်ချင်းတို့စင်ပြေမယ်လို့ထင်ပါတယ်တငယ်ချင်းတို့ထမ follow မလို့ရသေးရင်ကျွန်တော် channel လေးကို follow လုပ်ထားပါလို့ပြောချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နော်အာအားလုံး thank you ပါ